ပတ်ဆံရပြီးရောအလုပ်ဆိုတာထက်ဟိုကိုအတွက်ကို image လဲကိုပြန်ကြည့်ပြီးရောလုပ်ဖြစ်နေရမျိုးလေးရတော့များတာပေါ့လေအဲ့အတွက်ကြောင့်ပွဲဆိုလို့ရှိရင်တော့သူ့အနေနဲ့ဟိုနည်းဟာလို့ပြောလို့ရတာပေါ့နော်တေချာလို့စစ်စစ်ပြီးတော့ပဲအဲ့လိုရွေးချယ်တာဆိုတော့အရေးကျွမ်းတဲ့ quality လေးနဲ့ညီလေးမျှအောင်ပေါ့မျှအောင်တေချာလေးလဲလုပ်ချင်တာဟိုစာဝန် email ဆိုတာနဲ့သူဒီပေါ်ပေါ်ပဲပဲမဟုတ်ဘူးပေါ့နော်သူဟာလည်းသူရှိနေတဲ့လူကိုဒီအရင်မအောင်မြင်တာမအောင်မြင်သေးပဲနေမယ်ဒါပေမဲ့ လူတွေရဲ့အမြင်မှာကိုယ်အနေထားလေးကိုတခုပေါ့နော်အဲ့လိုဆွဆွဲမဲမဲလေးရှိစေချင်တာပေါ့နော်ဟုတ်ကဲ့ဟုတ် ီနေ့ကိုပေါ့နော်ဒီ milestone ထဲမှာ CEO ကို၃ယောက်ရှိရလို့ပြောရဲဆိုတော့အဲ့ဒီကတယောက်အပါဝင်ဖြစ်ကြတာအမိုးပေါ့နော်ကိုအောင်မိုးဟိနေရလဲတူတူနေရတာပြင်မာလဲ personally အရာကခင်လဲခင်နေဟိုမော်ဒမားရီလိုပဲချစ်ကြတာဆိုတော့ဒါဒီနေ့ပွဲလေးကိုဒါအကိုကိုပေါ့နော်ဒါအားပေးခြင်းလို့အားရှိအောင်ဆိုပြီးတော့လာရောက်တက်ဖြစ်တာပါရှင်ဟုတ်ဖြူတရားနေပြေးလာပြီးတော့ဟုတ်ကဲ့ဟုတ်ဘယ်လိုဟိတဲ့ ဘီယာကားကြီးကြီးရတာကြိုက်လားလို့မေးလို့ရှိရင်အဲ့လိုကြိုက်ချင်းမကြိုက်ချင်းထက်လေတိတ်မကြိုက်ဖြစ်ဘူးဘီယာကားကြီးလို့ရှိရင်ဘာကြောင့်လဲမသိဘူးအသေးရလို့အဲ့လိုတိတ်မကြိုက်ဖြစ်ဘူးချင်းချင်းနဲ့အသေးကြီးရလာပြီဆိုတော့စိတ်မကြိုက်ဖြစ်ဘူးပေါ့နော်အဲ့လိုစိတ်ထဲမှာလဲလို့ခုခုခုဖြစ်တယ်လို့လို့အဲ့ဆောင်ကိချင်တယ်မင်းတို့အသေးရလာပြီဘယ်လိုလဲမသိဘူးအဲ့လိုဖြစ်ပြီးတော့ဆက်အပီးထိမကြိုက်ဖြစ်ဘူးပေါ့နော်ဟိုရင်တော့ချိုင်းဘီယာကားလေးဆိုလို့ရှိရင်တော့အရန်နာမည်ကြီးတော့အဲ့လိုကြည့်မယ်ဆိုပြီးတော့ကြည့်လိုက်တာရှိသေးတယ်ဒါပေမဲ့ ချိုးစင်းလေးကြီးနေငါကြီးကသဲရလိုက်တာဆိုပြီးတော့ဆက်မကြည့်ဖြစ်တော့ဘူးပေါ့နော်အဲ့မျိုးလေးဟုတ်အဲ့တော့အပေးပါဟုတ်ကဲ့ဘလို့အနေနဲ့မင်းသမီးဖြစ်ခဲ့ရတာလဲဆိုရင်တူနေလား၁၀တန်းပြပြချင်းပေါ့နော်2012ခုနှစ်16 19လောက်မှာပဲနေပါလိမ့်မယ်အဲ့ဒီမှာအာဒီဖက်စီယာလောက်တော့เนาะចောင်းပြပြချင်းဖက်စီယာလောက်စတဲ့နေရဲ့အချိန်မှာလူကအားနေရ ကဘာမှလည်းလုံးချရလည်းမရှိသေးတော့တဲ့မှာအဲ့တော့အမတီဗီ4ကနေပြီးတော့သူ့ကိုဒီရှောက်လွားတွေခေါ်ကြတာပေါ့နော်တေဥဆောင်ရှောက်လွားတွေတေဥဆောင်တွေလိုချင်ပါတယ်ဆိုပြီးတော့ရှောက်လွားတွေခေါ်ကြတဲ့အချိန်မှာအင်းကလည်းတော့ရှောက်ကြည့်ပါလားဝါသနာပါလို့ရှိရင်တဲ့ဒါပေမဲ့ပို့ပွားလေးပဲတော့ရှောက်ကြည့်လိုက်တာအမသူပထမဦးဆုံးမပါသွားခဲ့ဘူးမပါမပါဘူးမပါဘူးအော်ဂျေမကမမရဲ့အကြောင်းလေးပါကြီးဆက်တက်ပြီးတကယ်ကြီးနေနေပဲအမ GDC မှာတက်ပြီးပြောနေတဲ့အချိန်မှာတည့်ရက်မှာဖုန်းဝင်လာတာ ဖုန်းဝင်လာပြီးတော့ ဒီနောက်ထပ်အခုသူတို့အမန်ဒီခုံးမှာဘလုံးတော့ very first view တစ်ခုဖြစ်တဲ့ the sign on လက်ကားမှာပေါ့နော် season 2ဆက်ရိုက်ဖို့ရှိရဲအဲ့တော့ the sign on လက် season 1ကလည်းအရင်အောင်မြင်နေရတဲ့အချိန်ပေါ့နော်ဒါညီမပြီးရဲ့ပထမအဆုံး see you လို့ပြောလို့ရတယ်အဲ့ဒီမှာ season 2မှာနောက်ထပ် character အစ်တစ်ခုအတွက်ထပ်လို့တယ်တဲ့စုစုပေါင်းမိန်းကလေး၁၀ယောက်ကိုပဲသူတို့ selection ရွေးထားရယ်ပေါ့နော်အဲ့ဒါဖုန်းဆက်ပြီးတော့ခေါ်ရတဲ့အမတွေကနေပြီးကိုယ်လာပြိုင်စေခြင်းနဲ့ character လေးကကျတော့ရှမ်းမာလေးလည်းဖြစ်နေတယ်တိုင်းအစ်သူပုံစံမျိုးလေးဆိုတော့အဲ့တော့ သူ့စကားလေးကပြောတာတမျိုးလေးဆိုတော့သူတို့အနေနဲ့ကကြောက်ရလဲဒီဒီညာတွေဝင်ပြီးတော့လာလျှောက်စေခြင်းနဲ့ဒီ audition ထောက်ဝင်လိုက်ကြတာပေါ့နော်အဲ့ဒီတော့လည်းကိုတယောက်ထဲသားလည်းလုံးဝအပြင်လူသက်ပေါ့နော်ကျွန်တဲ့ကိုယောက်ကဒီအဲ့လို model လောကမှာလည်းသူဟာနဲ့သူလုံနေကြတဲ့သူတွေဒီ agency ရသူတွေများကြတာပေါ့အာကိုလည်းဒီအရှိရ audition ဆိုင်လူကြီးတွေဟိုဘက်လက်ဆိုလှည့်ပေးလိုက်တယ်ဒီဘက်လက်ဆိုလှည့်ပေးပေါ့နော်ဟိုဒီလိုလေးတရုတ်ဆောင်ပြပါလားဆိုလို့ရှိရင်လည်းကုပ္ပုဆန်ဆိုင်လေးပဲဖြစ်အောင်တရုတ်ဆောင်ပြခဲ့တာပေါ့အဲ့ဒီမှာပဲပါသွားတာ အဲအဲ့ပါပါပြီးတော့တွေ့စီတာဒီ Sion Lab ပေါ့နော် Sion Lab Season 2မှာ Fusion ရှင်းတဲ့ဆိုပြီးတော့ဒီမနုပညာလောကထဲမှာစပြီးတော့ဝင်သွားခဲ့တယ်အဲ့ဒီမှာ Fusion ရှင်းတဲ့အနေနဲ့တရုတ်ဆောင်နေရင်းနေကနေမှာသူနောက်ထပ်ဘာတစ်ခုထပ်ပြီးဖြစ်သွားလဲဆိုတော့မှသူတို့နှစ်တုံးကကြောက် Academy Bank ခိုင်ဆိုပြီးတော့ဖြစ်ကြတဲ့အချိန်မှာလဲငါလုံးကြည့်မယ်ပေါ့နော်ဒီအမှုပညာလောကမှာဆိုလို့ရှိရင်ဒါ Academy Bank ခိုင်လုံးကြရဲဆိုတော့လဲမိကလေးအတွက်ကအမှတ်တရတစ်ခုပဲကိုယ့်အတွက်နေရာတစ်ခုလဲရတယ်ဟို သက်ကြီးလာလို့ပြန်ပြောလို့ရှင်တော့မှဒါလေးကဂုံယူစရာလေးနဲ့သာကိုယ့်အတွက်တမိုင်းတစ်ခုလေးဖြစ်မှာဆိုတော့အတော့ရှောက်ကြည့်လိုက်သေးရဲ့တော့ရှောက်ကြည့်လိုက်တော့လဲလိုပါပဲဟိုရှောင်းရင်းရှောင်းရင်းနဲ့ပဲနောက်ပိတ်ဆုံးမှာအဲ့အကယ်ဒီ2012ခုနှစ်အတွက်ပေါ့နော်အကယ်ဒမီဘန်ခိုင်ဖြစ်တဲ့အချိန်သူကဝင်ရွေးခန့်ခဲ့နိုင်ခဲ့ပေါ့နော်အဲ့ဟာလေးတွေကသူ့အတွက်ကဖြစ်ဖြစ်နဲ့အမှတ်တရဖြစ်ခဲ့တာပေါ့လူပညာလောကမှာဟုတ် ခုစူးအနေနဲ့ကြားမှပြန်ပြီးတော့ပြိသက်ကအားပေးလာရလို့လည်းမဟုတ်ပါဘူး။သူ့အနေနဲ့ကလည်းပုံမှန်လေးပဲကိုယ့်ဟာနဲ့ကိုဟိုးရှင်နေရနေစပြီးတော့အခုချိန်ထိရတာတစ်ဆင့်ချင်းတစ်ဆင့်ချင်းဖြည်းဖြည်းချင်းပဲလူပညာကိုလောက်ကင်နေတာဆိုတော့ စူးကြမှပဲပြိသက်ကအားပေးွားရလဲမဟုတ်ဘူးပေါ့နော်တူရိုထွက်ဆိုရင်တော့ပိုကြိုးစားရတာပေါ့အမရဲ့လုံးဝဘာ background မှလည်းမရှိဘူးဒီလိုအမှုပညာလမ်းကြောင်းထဲမှာလည်းဘာဆိုဘာမှလည်းမရှိဘူးပေါ့နော်အာသူဆိုလို့ရှိရင် moral agency တွေကနေလည်းလာတော့မဟုတ်တော့ကို့အတွက်ဆရာသမားဆိုတာကဒီအပြင်ကနေမှစုံရင်းတွေ့ရင်ကနေမှဒါလမ်းကြောင်းပေါ်တပြေးပြေးနဲ့ဒါရောက်လာလို့ပြောလို့ရပါတယ်ဟိုလွယ်တော့မလွယ်ကူဘူးပေါ့ဟိုဆင်းပေါ်ရောက်တဲ့ခါကျမှ ကိုထက်အကြီးတွေဝိုင်းရင်နေရဘယ်လိုမျိုးသေုပ်ဆောင်လဲဟောကိုလိုက်ပြီးအမြဲတမ်းလိုက်လေလာနေရတာပေါ့နော်အဲ့လားလေးတကူကတူအတွက်ကတော့နာတင်ယူနိုင်မှုကမြန်တယ်လို့ပြောလို့ရတာပေါ့နော်ပြီးတော့ကိုသိချင်တာလေးရှိရင်ဆိုရှင်တဲ့ဒါဟောစီနီယာအကြီးတွေလို့ရှင်မေးတယ်ဒါလို့ဆိုဘယ်လိုလုပ်လဲဘယ်လိုမျိုးလေးလုပ်ရလဲပေါ့ဟောနေရထိုင်တာလေးတွေကအဆသာဝင်လေးပြောရင်ဦးရံလေးတို့နဲ့အနီစင်တို့တခြားအကြီးကြီးနဲ့တွေ့ခါမှာသူကအာဒါလေးသိချင်လို့မေးရဆိုပြီးအကုန်လုံးပြောပြကြတယ် တို့ပြပြောသူတို့ရှေ့ရနေပဲတစ်ဆင့်တစ်ဆင့်ပြီးတော့တင်လာခဲ့ရတာပေါ့နော်ဟုတ်အခုလိုမျိုးပွဲလန်းနေသွားတဲ့အချိန်မှာကို့မင်းသမီးတယောက်အနေနဲ့ဖိတ်တဲ့အချိန်အာတိုးဆောင်တယောက်အနေနဲ့ဖိတ်တဲ့အချိန်သူတို့ကင်မရာရဲ့အရှိမနေမသားလင်ကိုကိုမင်းသမီးဆိုပြီးတော့ပဲသူကဟိုတွေးထားတယ်ပုံမှန်အချိန်တွေမှာဆိုလို့ရှိရင်တော့ကိုကိုတန်ရှင်နေတိတ်မထားဘူးငါမင်းသမီးဆိုပြီးတော့အမြဲတမ်းအဲ့လိုပြောအပြည့်ပေါ့နော်ဟိုနေဖြစ်နေရတော့ရှားတယ်ဟိုကိုလက်တာမန်လူတယောက်အနေနဲ့နေရတဲ့ဘဝလေးကိုခါကြလို့ရှိရင်လည်းဟိုပို့ပြီးတော့ပြောတာဆိုတော့လို့ ပေါ်ပေါ်ပေါ်ပါ lifestyle လေးနဲ့ပဲနေဖြစ်တာများတယ်အဲ့လိုမိသမီးတယောက်နေနေရတော့ဒီလိုကင်မရာတွေရှေ့အလုပ်ခွင်နဲ့ရောက်သွားပြီဆိုတော့မှသာလေတူရနေဖြစ်ပါရဲ့ဟုတ်အမှုပညာရဖက်သန်းလာနေဆိုလို့ရှိရင်တော့ဒါ14နှစ်ကျော်15နှစ်ဒီဘက်လာတော့သူရှိသွားပြီပေါ့နော်ဟိုအမှတ်တရ milestone တွေရှိလားဆိုရင်တော့လေဒါ ကိုကိုတတ်မှတ်တာချက်ခါကျရင်ပြည်သက်တွေတတ်မှတ်တာပဲပို့ပြီးတော့ကောင်းမှရဲ့တူးနေနေရတာဖြစ်ဖြစ်နဲ့မှန်မှန်လေးပဲစူးစမ်းနေရဲအာကို့အတွက်ဒါအတင်းကြီးလှုပ်ယူပြီးတော့လဲဒါနေရာတစ်ခုကိုလည်းမရောက်ချင်ဘူးပြည်သက်အားပေးသလောက်ကိုစူးစမ်းသလောက်လေးနဲ့ကိုကကိုပုံမှန်လေးပဲသွားနေရဆိုတော့ဖြစ်ဖြစ်နဲ့မှန်မှန်ပဲအခုဒီတော့စူးစမ်းနေတော့မှပဲလို့တူးအနေနဲ့ကျတော့အခုနောက်ပိုင်းမှာဒီဇလန်းကိုရိုက်တဲ့ခါကြလို့ရှင်ဟိုတင်ရှာလေးပို့ပြီးတော့စီစစ်ပြီးရွေးချယ်တာလေးများတယ်အာကိုရိုက်တယ်ကိုရိုက်ပြီးတော့မှဟိုပြည်သက်သတိမထားမိမဲ့ဇလန်းမျိုးဖြစ်နေမှမျိုး ျိုးတွေကိုယ့်အတွက်နေရမရဖြစ်နေမဲ့ဟာမျိုးလေးဆိုလို့ရှိရင်တော့သူ့အရင်နဲ့ငင်းပြလိုက်တာလေးများတယ်ဒီအော်တိုဘာအတွက်ဆိုလို့ရှိရင်သူ့ငင်းလိုက်တာဆိုရင်ဒါဟိုစီရီဒွဲဆိုလို့ရှိရင်လည်းနှကားနှကားနီးပါးလောက်ရှိသွားပြီပေါ့နော်ပတ်ဆံရပြီးရောအလုပ်ဆိုတာထက်အော်ကို့အတွက်ကို့အင်မေးလ်လဲကိုပြန်ကြည့်ပြီးရောလုံးဖြစ်နေရမျိုးလေးရတော့ကြားတာပေါ့လေအဲ့အတွက်ကြောင့်ပွဲဆိုလို့ရှိရင်လည်းသူ့အနေနဲ့ဟိုနဲတာလို့ပြောလို့ရတာပေါ့နော်တေချာလို့စီစစ်ပြီးတော့ပဲအဲ့လိုရွေးချယ်တာဆိုတော့ဘီလိန်ကတော့ ဖီလင်းအသားပီးပုံစံမျိုးဆိုလို့ရှိရင်တော့သူ့အနေနဲ့တော့လက်ခံဖို့တော့ရှိပါတယ်ပုံမှန်ပုံမှန်ဖီလင်းကြီးပဲသူများကိုတမတက်ကြီးလို့ဖီလင်းပုံစံမျိုးပဲလုပ်နေရမှာဆိုလို့ရှိရင်တော့ဒီချာလို့ရွေးချယ်ရမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ quality ကို compromise လုပ်လို့ပြောလို့လက်များဟုတ်အအရေးတွက်တဲ့ quality တွေနဲ့ညီလေးမျှအောင်ပေါ့မျှအောင်ဒီချာလေးလေးလှုပ်ချင်တာဟိုစောင်းဝီမီဆိုတာနဲ့သူဒီဒါဘယ်လိုပြောရမလဲဟိုလူတွေရဲ့အမြင်မှာဟိုပေါ်ပေါ်ပဲမဟုတ်ဘူးပေါ့နော်သူဟာလည်းသူရှိနေတဲ့လူ ိုစီအရင်မအောင်မြင်တာမအောင်မြင်သေးပဲနေမယ်ဒါပေမဲ့လူတွေရဲ့အမြင်မှာကိုယ်အနေထားလေးနဲ့ကိုတခုပေါ့နော်အဲ့လိုဆွဆွမဲမဲလေးရှိစေချင်တာပေါ့နော်ဟုတ်ကဲ့ဟုတ်သူအနေနဲ့ဆက်ပြီးတော့ပေါ့နော်ထပ်ပြီးတော့အာစူးစမ်းနေပါဦးမှာပါပြိသက်လက်ခံပေးတဲ့အချိန်ပြိသက်လက်ခံနေအောင်လဲအကောင်းဆုံးဖြစ်အောင်ပေါ့နော်ဟိုစူးစမ်းနေပါတယ်ဆက်ပြီးတော့လဲစူးစမ်းပါမယ်လို့ပြောချင်ပါတယ်ဟုတ်ဟုတ်ကျေးဇူးများကြီးတင်ပါတယ်